2025ခုနှစ်မတ်လ28ရက်မင်းတို့ပြိယသနာတက္ကသိုလ်ဒီဘုဂုတ်ဆုံးအကြောင်းမှာဒီနေ့ကျေးဇူးရှင်ဖခင်ကြီးဦးတင်ပါမြေညွန်ကြားရေးမှုကြီးမြေမွေးမြေနေရေလုံငန်းဝန်ကြီးဌာနအာရည်စုပြီးတော့မိခင်ကြီးတုံးမြင့်ကြီးဆရာမကြီးမြေနေသားသမီးမြေတစုစုကနေပြီးတော့နိုင်ငံတော်ပြိယသနာတက္ကသိုလ်မှာသတင်းသုံးကြတယ် ဘုရားဥစီတဲ့သံဃာတော်များကိုတဏိတာဆွန့်စက်ကလူတန်းတယ်သင်္ကန်းဆရှိတဲ့လူတန်းဘုရားဖျားပြတို့ကိုလူတန်းတယ်အစီလေးပါတွဲနဝကမလူတန်းတယ်ဒီဥဒ္ဓကမှုကို ပြုလုပ်ပြီးတော့ဒီပိကွယ်လွန်နေပြီတဲ့ပုဂ္ဂိုလ်ကိုအထူးသဖြင့်ယေရှုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့နေရာမှာပေတကိစ္စဥဒိတကံရီထပေးပြသာဓုခေါ်တက်လူကံမျက်မှတ်သေးသူရည်ဆိုပြီးတော့ဒီလို အင်္ဂါ၃ချက်ရှိပါတယ်။ဝိညာဉ်ပြည့်တဲ့ပုဂ္ဂိုလ်များကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်အမြတ်ဝေတဲ့နေရာမှာအင်္ဂါ၃ချက်နဲ့ပြည့်စုံရမယ်။ဝိညာဉ်ပြည့်တဲ့ပုဂ္ဂိုလ်ကိုထူးထူးဖြင့်ရည်စူးရမယ်။ဝိညာဉ်ပြည့်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်းပဲရောက်ရဘဝကနေပြီးတော့စာဓုနှုမခေါ်ဆုံနိုင်ရမယ်။နောက်တစ်ခါလူကံပုဂ္ဂိုလ်မြင့်မြတ်ရမယ်ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံရင်ဧကံမုတ်္ချရပါလေမြတ်စွာဘုရားလက်တတော်ခါက ဇာနုတ်သောနိပုံသားကြီးကနေပြီးတော့မြတ်စွာဘုရားကိုမြေလျှောက်ပါသူဟာရှိဥစွာဒီပရမဘိုင်းမှာတော့သူကဇာနုတ်သောနိပုံသားဟာမြတ်စွာဘုရားထံကိုရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားနဲ့ဝမ်းမြဝမ်းသာပြောတယ်ဒါကြီးဒါရှိကြောင်းကျမ်းမှာကြောင်းဝမ်းမြဝမ်းသာစကားပြောပြီးတော့သင်လျော်ရာရက်မှာနိဝေလေညာမြင့်လို့ရံဝဲရှစ်မှာစူးစူးနောက်ရထူ6ဦးညစ်ကြီး နေပြစ်ပြီးမှကင်းဝေးရာဖြစ်သောရတ်နိုင်ဒါမိမိမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ထံကိုချစ်ကြတဲ့အခါမှာနေလွန်တဲ့ရတ်ဝေလွန်တဲ့ရတ်ဒေညာဖြစ်တဲ့ရတ်နောက်နေမြင့်လွန်တဲ့ရတ်အရှိတက်တဲ့ရတ်နောက်အနောက်တက်တဲ့ရတ်ဒီအရတ်6မျိုးကိုဆောင်ကျင်းပြီးတော့သင်ကြရရတ်မှာထိုင်ပြီးတော့မြတ်စွာဘုရား ကိုရှောက်တယ်သူကဗုဒ္ဓဘာသာမဖြစ်သေးတော့မြတ်စွာဘုရားမရှင်းမခိုးဘူးရှင်းမခိုးဘဲနဲ့မြတ်စွာဘုရားမေးလျှောက်တယ်သူတို့ပုံနာမျိုးတွေဟာကလင်လပြည့်တဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့ကလင်လပြည့်တဲ့ပုဂ္ဂိုလ်တွေရကြပါစေဆိုပြီးတော့ဣဒံတနံဒီမယမတ်သူမယမတ်သူဘောဂောရမယမနာနိနာမဒါနာနိဒေမာတတ္တန်ဒီကရောမအစရှိသည့်ဖြစ်မြတ်စွာဘုရားဟော လျှောက်ပါတယ်ပြည်တော်လိုပုံနာမျိုးတွေဟာဒီကုသိုလ်ကောင်းမှုတွေပြုလုပ်ကြပါတယ်ဒါနာကုသိုလ်လည်းပြုလုပ်ကြတယ်ကုတ်ပြီးသမင်းလို့ခေါ်တဲ့သေသူကိုယေစုပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုလည်းပဲပြုလုပ်ကြပါတယ်ဒီကုသိုလ်ကောင်းမှုဟာကွယ်လွန်နေပြည့်တဲ့ပုဂ္ဂိုလ်ထံကိုရောက်ကြပါရောက်ပါစေကွယ်လွန်နေပြည့်တဲ့ပုဂ္ဂိုလ်များပြည်တော်ရဲ့ဒါနာကိုခံစားကြပါစေခံစားသုံးဆောင်နိုင်ကြပါစေလို့ဒီလို ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ကြပါတယ်အဲ့လိုပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုဟာကိုယ်လည်းနေပြီးတဲ့ပုဂ္ဂိုလ်များခြံကို ရောက်ရှိပါသလားကိုယ်လည်းနေပြီးတဲ့ပုဂ္ဂိုလ်များသုံးဆောင်ခံစားရပါသလားလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်ဒါကိုအင်္ဂုတ္တရနိကေတတကနိပတ်ဒီတတိယအုပ်မှာသာမဏေ488တန် Android version မှာတော့အဲ့လိုသာမဏေ348မှာဒါဇန်နုသောနိအဲ့ ဒီစတုထပဏ္ဏတကဇာနုသောဏိဝက်ဇာနုသောဏိ၁၁ခုမြောက်ဇာနုသောဏိအဲသုံးမှာမြတ်စွာဘုရားကိုကြားရတာကိုအင်္ဂုတ္တရမြစ်ကမှာမှတ်တမ်းတင်ထားပါလေအဲဒီလိုမြတ်စွာဘုရားကိုရှောက်တဲ့ခါကျမြတ်စွာဘုရားကဒီရောက်တဲ့တဲ့ယထာနာကိုရောက်တဲ့ပုဂ္ဂိုလ်ရနိုင်တယ်မရောက်တဲ့အယထာနာမျိုးရောက်ခဲ့မယ်ဆိုရင်မရနိုင်ဘူးလို့မြတ်စွာဘုရားကဇာနုသောဏိပုံနာကို ညံလည်းဖြစ်ကြပါလေအဲဒီလိုညံလည်းဖြစ်ကြတဲ့ခါမှာသနသောဏိပုံနာကမြတ်စွာဘုရားရှင်ဂေါရမဘယ်အယထာမြောက်ဌာနမျိုးဟာရနိုင်ပြီးတော့ဘယ်အယထာနာမျိုးရောက်ရင်မရနိုင်ပါသလဲဒီလိုမေးလျှောက်တဲ့ခါမြတ်စွာဘုရားကဒီဒုစရိုက်7ပါးကျင့်ကြံပွားများတဲ့ပုဂ္ဂိုလ်ဒီမှာပါဠိတော်မှာရှေးကြီးပါပဲ ပနာတိပါတိဟောဒီအဒိနာတန်ဒီဟောဒီကာမိတုမေသံစာရီဟောဒီမူသံဝါဒီဟောဒီပိတုနာဝါဆောဟောဒီဥရုအဖရုသဝါဆောဟောဒီပိတုနာဝါဆောဟောဒီသမဖလာပီဟောဒီအဘိဇာလူဟောဒီဗျာပနာစိတ်တောဟောဒီမေသံဒိဋ္ဌိကောဟောဒီသောကသဗေဒပရမရဏနိရယံဥပပစ္စတိအစရှိသည်ဖြစ်ရသဗျံဒီဒုစရိုက်ဆေဘာပွားများတဲ့ပုဂ္ဂိုလ်ဟာတိရိစ္ဆာန်ငရေပုံရောက်နိုင်တယ်နောက်ဒုတိယအကျဉ်းချုပ်ပြီးတော့တိရိစ္ဆာန်လည်းဖြစ်နိုင်တယ် အငရဲ့တိရိစ္ဆာန်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာဒုစရိုက်7ပါးကြောင့်အဲတိရိစ္ဆာန်ရောက်တဲ့ပုဂ္ဂိုလ်ကငရဲ့အစာအာဟာရဒီတိရိစ္ဆာန်အစာအာဟာရနဲ့မြတ်တရာမြတ်တရာတဲ့ရက်တည်ရတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အမြကိုကုသိုလ်အဖို့ကိုမရနိုင်ပါဘူးနောက်တစ်ခါသုစရိုက်တရား7ပါးပွားများတဲ့ပုဂ္ဂိုလ်ပါဏာတိပါဒပတိဝိရောဟောဒီအာဒိနာဒနာပတိဝိရောဒောဟောဒီအစရှိသည်ဖြင့် ဒီသုစရိုက်တရားဆယ်ပါးပွားများတဲ့ပုဂ္ဂိုလ်ကလူပြည်လူရဲ့ရောက်နိုင်တယ်၊နတ်ပြည်နတ်လောကကိုလည်းရောက်နိုင်တယ်။လူပြည်လူလောကရောက်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲလူအစာဟာရနဲ့မြတ်တနေပြီ။နတ်ပြည်နတ်လောကရောက်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲနတ်အဟာရတွေနဲ့မြတ်တတည်မီနေရတဲ့အတွက်ကြောင့်ဒီကုသိုလ်ကောင်းမှုရဲ့အမြ၊ကုသိုလ်ကုသိုလ်အဖို့ကိုသူတို့မရရှိမခံစားနိုင်ဘူး။ဒီလေးမျိုးကတော့ဒေဌာနကတော့မရနိုင်ဘူးလို့မြတ်စွာဘုရားမိတ်ကြပါတယ်။ ရနိုင်တဲ့အရာဌာနတစ်ခုကတော့လောကမှာဒီဒုစရိုက်တရားဆေပါပွားများတဲ့ပုဂ္ဂိုလ်ဒီမကောင်းမှုကြောင့်ဒုစရိုက်ဆေပါကြောင့်တကယ်လို့များပြစ်ကြပုံရောက်ခဲ့မယ်ဆိုရင်ပြစ်ကြအာဟာရတွေနဲ့လည်းမြတ်တရားတွေဒီလူဘုံလူလောကကမိမိရဲ့ဆွေမျိုးသားချင်းတွေမိတ်ဆွေငယ်ချင်းတွေကနေပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့သူ့ကိုအမြတန်းပေးဝေမယ်ဆိုလို့ရှိရင်သူရရှိခံစားရပါတယ်လို့ဒီလို တ်စွာဘုရားမိတ်ကြပါတယ်ဒါဘယ်ဒီတိရောကုတ္တသုတ်တံမှာတော့ဒီငံငံမီသုတ်တိုက်ထိတ်တာဌာနသောဥပကပ္ပတိအစာရှိသည်ဖြစ်ဒီမှာအရင်စခေါ်တခိနာဒိနာသံဃံမီသုတ်တိုက်ထိတ်တာဌာနသောဥပကပ္ပတိဒီသံဃံမှာ လူတန်းတဲ့သံဃာမှာတည်တဲ့ကုသိုလ်ကောင်းမှုအရင်စခေါ်ဒက္ခိဏဒိဏယနေ့မိမိတို့လူတန်းတဲ့ကုသိုလ်ကောင်းမှုကဖရာမှုစီတဲ့သံဃာတော်များကိုလူတန်းတဲ့အတွက်ကြောင့်ဒီလူတန်းမှုဟာဒီသံဃာမှာတည်တဲ့ကုသိုလ်ကောင်းမှုဒီသံဃာမှာတည်တဲ့ကုသိုလ်ကောင်းမှုဟာဒီဌာနသောဥပကပ္ပတိအရင်စခေါ်ဒက္ခိဏဒိဏသံဃာမိသုတ်တိတိတာ ဒီလိုသံဃာမှာတည်ပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာချက်ချင်းသက်ငင်ပဲဒီတကယ်လို့များမရောက်တဲ့ပြိတ္တာဘုံရောက်ခဲ့တဲ့ပုဂ္ဂိုလ်ဟာသာဓုအနုမောဒနာခေါ်နိုင်မယ်ဆိုလို့ချင်းချက်ချင်းသက်ငင်ရနိုင်တယ်လို့ဒီလိုတိရောကုတ္တသုတ်တံမှာလည်းပဲမိတ်ဆိုခဲ့ပါတယ်ဇန်နတော်ကြီးပုံနာကမြတ်စွာဘုရားကိုအဲ့လိုမေရှားရကမြတ်စွာဘုရားကရောက်တဲ့ရောက်ထိုက်ရတဲ့ရထိုက်တဲ့ဌာနကတော့ပြိတ္တာဘုံရောက်နေတဲ့ပုဂ္ဂိုလ် ရနိုင်တယ်လို့မြတ်စွာဘုရားဒီလိုမိတ်ကြပါတယ်တကယ်လို့အဲဒီခါမှာဇန်တော်တော်ညီပုံနာကြီးကထပ်ပြီးတော့ရေလျှောက်ပါတယ်တကယ်လို့များဒီမိမိတို့ရေစူးရဲ့ဆွေမျိုးတိတ်တာမရှိဘူးဆိုရင်ဒီကုသိုလ်ကောင်းမှုကမြေသိပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်တွေရရှိခံစားနိုင်ပါသေးတယ်လဲဒီလိုမိတ်လျှောက်တဲ့ခါမြတ်စွာဘုရားကမိမိရဲ့သန္တရာဆက်ဆက်ကဆွေမျိုးတော်ဆက်ခဲ့မှုတွေဆွေမျိုးပြိတ္တာတွေလည်းပဲဒီကုသိုလ်ကောင်းမှုရဲ့အဖို့ကို ရရှိခံစားနိုင်ပါလေလို့ဒီလိုမြတ်စွာဘုရားမိတ်တော်မူပါလေအခါဇန်သောတိပုံနာကြီးကတခါထပ်ပြီးတော့ဒီထပ်ပြီးတော့ရှောက်ပါလေတကယ်လို့များရွေးတော်တို့ရည်စူးတယ်ဆွေမျိုးပြိတ္တာကလည်းမရှိဘူးသန္တရာဆက်ဆက်ကဆွေမျိုးတော်ဆက်ခဲ့ဘူးတယ်ဆွေမျိုးပြိတ္တာတွေကလည်းမရှိဘူးဆိုရင်ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးကိုဘယ်ပုဂ္ဂိုလ်များရရှိခံစားနိုင်ပါသလဲဒီလိုအဲမေးတဲ့အခါမြတ်စွာဘုရားအနဝကာသောစရှိသည်ဖြင့် တကယ်တော့လည်းပဲသန္တနာဆိုတာအလွန်တရာရှည်လျားလာတဲ့အတွက်ကြောင့်ဆွေမျိုးပြိတ္တာရကင်းတဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်နိုင်ပါဘူးမရှိနိုင်ပါဘူးလို့ဒီလိုမြတ်စွာဘုရားမိတ်ကြပါတယ်တကယ်တော့လည်းပဲကုသိုလ်ရှင်တွေကတော့ဧကံမုတ်ချဒီကုသိုလ်ရဲ့အကျိုးကိုမုတ်ချခံစားရရှိနိုင်ပါတယ်ဒါရေကောပြီးအနိုင်ဖလို့ပေကံသူညာတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ကတော့ဧကံမုတ်ချဒီကုသိုလ်ရဲ့အကျိုးကိုရရှိနိုင်ပါတယ်လို့မြတ်စွာဘုရားကဇာနုသောဏိပုံနာကြီးကို ဒီမိတ်ကြတော်မူပါလေတခါစာနဲ့သုံးနည်းပုံနာရီကဒါနဲ့မကျေနပ်သေးဘူးထပ်ပြီးတော့ရှောက်ပါလေတကယ်လို့များဒီမရောက်ခင်မရောက်ထိုက်တဲ့ဌာနမျိုးရောက်ခဲ့မယ်ဆိုရင်ဒီဌာနရဲ့အကျိုးကိုမြတ်စွာဘုရားပြညာနိုင်ပါသေးသလားအရေးမွေပြောနိုင်ပါသေးသလားလို့ဒီလိုရှောက်တဲ့အခါမြတ်စွာဘုရားကဒီဘာမိတ်တော်မူတယ်လဲဆိုလို့ရှိရင်လောကမှာသူစလိုက်ဆယ်ပါးလည်းပဲပြစ်လုတယ် ေသမဏတ္တဝါဗြဟ္မဏတ္တဝါအနန္တပဏ္ဏဝိထံယန္တမာလကန္နဝိလိပဏ္ဏတေယဝတ္ထပတိပိယံတသဓာတာဟောတိသမဏတ္တဝါဗြဟ္မဏတ္တဝါဒီအနန္ပဏဝိထာယနာခန္ဓာမာသကဏဝိလိပဏသေယဝတ္ထပတိပိယံစရှိသည့်ဖြင့်ဒါနဝတ္ထု10မျိုးဒီနေရာမှာသုတ်တန်နီလာဒါနဝတ္ထု10မျိုးသမင်းတို့အဖျောတို့ပန်းနန်းနန္ဒနာပြောင်းအိယာနေယ မန်စီမီဓာတ်တွေကို စီမီတွေကိုဒီသမဏကိုဖြစ်စေကိလေသာငြိမ်းချောင်းကျင့်ကြံနေတဲ့သမဏကိုဖြစ်စေကိလေသာကိုအပပြုပြီးတဲ့ဗျမဏကိုဖြစ်စေလူဒန်းတယ်တစ်ဖက်ကလည်းပဲဒုစရိုက်တယ်လောက်တယ်တစ်ဖက်ကလည်းပဲလူဒန်းတယ်ကုသိုလ်ရော အကုသိုလ်ရော နှမျိုးကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဒုစရိုက်ကြောင့်ခွေဘဝရောက်မယ်မြင်းဘဝရောက်မယ်ဆင်ဘဝရောက်မယ်နွားဘဝရောက်မယ်အဲတိရိစ္ဆာန်ဘဝရောက်သွားမယ် ်အဲဒါနကြောင့်အဲ့ဒီတိရစ္ဆာန်ဖြစ်တဲ့ဘဝမှာစားစရာတွေနဲ့ပြည့်စုံမယ်အပြည့်အစောက်စရာတွေနဲ့ပြည့်စုံမယ်ဒီအစင်တစားတွေနဲ့ပြည့်ပြည့်စုံစုံနေရပါတယ်တကယ်လို့များသူစရိုက်ကိုပွားများတယ်အဲသူစရိုက်ပွားများသူစရိုက်ကြရဆေဘာကိုပွားများလို့လူပြည်လူလောကကိုရောက်ခဲ့မယ်နတ်ပြည်နတ်လောကကိုရောက်ခဲ့မယ်ဆိုရင်တော့ဒီသုစရိုက်ကြောင့်လူပြည်လူလောကနတ်ပြည်နတ်လောကကိုရောက်မယ်ဒီဌာနကုသိုလ်ကောင်းမှုကြောင့် ဒီလူဖြစ်ရာဘဝမှာလည်းပဲကာမဂုဏ်၅ပါးနဲ့ပြီးရူပယောသဇာယောခန္ဓာယောရတ္တယောဖုတ္တဘာယောလို့ခေါ်တဲ့ဒီခံစားသုံးဆောင်တရားအာယု၅ပါးတွေနဲ့ပြည့်ပြည့်စုံစုံ ပြည့်ပြည့်ဝဝခံစားရလိမ့်မယ်။နဗိနောသကရခဲ့မယ်ဆိုလို့ရှိရင်လည်းပဲနတ်တည်းရဲ့အာကာမဂုဏ်အာယု၅မျိုးနဲ့ပြည့်ပြည့်ဝဝတွေ့ကြုံခံစားရလိမ့်မယ်လို့ဒီလိုမြတ်စွာဘုရားမိတ်ကြပါတယ်။ဒါကြောင့်မို့ဒီ ဒါရကောပြီးအနိုင်ဖလို့လူတန်းပိကံတဲ့ပုဂ္ဂိုလ်အတွက်ကတော့အကျိုးမဲ့မဖြစ်ပါဘူးအကျိုးရှိပါတယ်လို့မြတ်စွာဘုရားဒီလိုမိကြားတဲ့အခါမှာသံဃာသုံးဒီပုံနာကြီးကအဲဒီမှာသရဏဂုံသုံးပါးဆောက်တည်ပြီးတော့ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါတယ်ဒါကြောင့်ယနေ့ဥဒေကုသိုလ်ကံမှုဟာဝိလန်နပြည့်တဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ပြုလုပ်တဲ့ကံမှုကုသိုလ်ကုသိုလ်သည်အနည်းဆုံးအဖြစ်သံ္ဍရာဆက်ဆက်က ဆင်မျိုးတော်ဆက်ခဲ့ပြီးတော့ဆင်မျိုးပြိတ္တာတွေကတော့ဧကံမုတ်ချရနိုင်ပါတယ်မိမိတို့ကိုယ်တိုင်သေးပဲအကျိုးမဲ့မဖြစ်ဘူးအကျိုးရှိစေတယ်လို့ဒီလိုဒီသုတ်တံအရနားလေကြရမှာဖြစ်ပါတယ်ကြောင့်ယနေ့လှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုအထူးသဖြင့်ရဲ့မိမိတို့ရဲ့အနန္တကျေးဇူးရှင်ဖြစ်တဲ့ဖခင်ကြီးရုပ်တင်မောင်မြင်းရဲ့ညွှန်ကြားမှုညွှန်ကြားရမှုချုပ်ညေကို မိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုသူသည်ယေရှုပြီးတော့ညတန်းပေးဝေကြမယ်အဲဒါပေးဝေတဲ့အခါဒီအကျိုးလေးချက်ပြည့်တယ်လို့မှတ်ရမှာသောညာတိတမောစအယံနိတတိတောပေတနာဥပေတာစနာပူဇာစကတာဥလာလာဗနင်စာဘိက္ခုနမနုပ္ပံဒိဏံတုံမေပုံညာပသုတ်တံနပကံတို့တိတိရောကုတ္တသုတ်တံမှာဒီလိုနိဂုံးချုပ်ခါရနေရဖြစ်မိမိတို့ကိုယ်တိုင်လည်းပဲသာသမိတွေကျင့်ဖို့ဆွေမျိုးတွေကျင့်ရမယ်ကျင့်ဖို့တရားကိုကျင့်ရလဲရောက်သွားပါတယ် ဒီပေတံကပူဇာစကတာဥလာတာကွယ်လွန်နေပြီတဲ့ပုဂ္ဂိုလ်ကိုပူဇော်ရလဲရောက်သွားပါတယ်။သံဃာတော်များကိုဆွန်းဒါနလူတန်းကြီးကြောင်းဒီ၅မျိုးကိုအာယုဝနာသုခပနာပฏิဘာနာဆိုတဲ့၅မျိုးကိုလူတန်းရရောက်သွားပါတယ်။အဝတ်ကသင်္ကန်းကိုလူတန်းကြီးဖြစ်ဆင်းကိုလူရရောက်တဲ့အစရှိသည့်ဖြစ်ဒီလိုဒီပဉ္စဘိက္ခုနာမနုပ္ပဒိဏံသံဃာတော်များကိုလည်းပဲ ဒီသုတ်တံမှာတော့တိရောကုတ္တသုတ်တံမှာတော့အထူးအဖြစ်အင်အားဒါနကိုလူရရောက်တယ်လို့ဒီလိုဆိုထားပါတယ်။နောက်ဆုံးဒီတုံမေပုံညာနုအနပကံတုံမေပုံညာအနပကံဆိုပြီးတော့အလိုရှင်ဖြစ်တဲ့ပုဂ္ဂိုလ်တို့အားလည်းပဲပုံညက်ခန္ဓာမဟာပုံညက်ခန္ဓာ အလွန်တရာကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုကိုစီးပူးအားထုတ်ရရောက်သွားပါတယ်ဒီလိုအကျိုးလေးချက်ပြီးတဲ့ယနေ့ကုသိုလ်ကောင်းမှုကိုကိုယ်တော်ပြည့်တဲ့ပုဂ္ဂိုလ်ကအမှုထားပြီးတော့ရည်စူးပြီးတော့မိတို့သန္တရာဆက်ဆက်သန္တရာဆက်ဆက်ကဆင်မျိုးတော်ဆက်ခဲ့မှုတဲ့ဆင်မျိုးပြစ်တံတို့ကိုလည်းပဲရည်ဆက်ဝန်ချအမြပေးဝေကြရအောင်ယနေ့ဟောကြားသောတရားဒေသနာတော်ကိုမာကံနာကံမတ္တသင်္ကာရမပေါင်းသုတော်ကောင်းတို့သည်မြတ်စွာဘုရားသန္တရာတော်မှာကျင့်ပေါ်ရာတရား၄မျိုးဖြစ်တဲ့ ဒါနသီလသမာဓိပညာလေးပြသောကုသိုလ်ဥစ္စာတို့ကိုစတဲ့ကြံဖို့ကြိုးစားဆောင်ရွက်နိုင်ကြကုန်သည်ဖြစ်၍နောက်ဆုံးမညံဖုန်ညာနိဗ္ဗာန်ကိုလွယ်သောအကျင့်ဉာဏ်သောပညာတို့ဖြင့်ကိုယ်စီကိုယ်ငါကြိုးစားပွားများအားထုတ်၍ရလွယ်ရောက်လွယ်နိုင်ကြပါစေကုန်သောဟု၍အလုံးစုံဆုတောင်းပတ္ထနာပြုလိုက်ကြဂုံရသတည်းကဲဤစေချင် အလုံးစုံလိုက်ဆိုကြအရှင်ဖျားတို့ဖျားပြည့်တို့တို့သည်ကံကံဤအကျိုးယရနာသုံးပါတို့ဤဂုံတော်တို့ကိုယုံကြည်ပါကုန်သည်ဖြစ်၍တရဏဂုံသုံးပါနှင့်တကွငါးပါးသီလခံယူဆောင်တည်ပြီးလင်နိုင်ငံတော်ပရိယတ်တိသာနာတက္ကသို၌ပဒင်းသုံးကြဂုံသောဖျားမှုရှိသော တန်ဃာရောအရှင်မြတ်တို့အားဆွန်ခေဘွယ်ဘောဇင် ချုပ်ချင်ရသာအဖြာပြာတို့ကိုနိဗ္ဗာန်ကြီးမှန်း၍လူတန်းကြပါကုန်၏သင်္ကန်းစာရှိသော လူတန်းဘွယ်ရာအဖြာပြာတို့ကိုလည်းအရှင်ဖျားတို့၏ရှေ့မောင်၌ရည်ဆက်သွန်ချ၍လူတန်းကြပါကုန်၏ပစ္စည်းလေးပါအလုံးငါနဝကမ္မအား လူတန်းကြပါကုန်၏ဤသို့ပြုစုရသောဒါနကုသိုလ်စောက်တည်ရသော သီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တို့ကြောင့်အိုခြင်းနာခြင်းသေခြင်းကင်းရာနိဗ္ဗာန်ကိုလွယ်သောအကျင့်လင်သောဘိညာဉ်တို့ဖြင့်မြတ်မပြုရပါလိုကုန်၏ဘဝကြီးငယ်အသွေးသွေး၌ ကျင်လည်ခဲ့ရသောအစင်းရဲ့နှင့်ငရဲကင်၍သူတော်ကောင်းတို့သာဖြစ်ကြရကုန်၍သူတော်ကောင်းတို့နှင့်သာပေါင်းဖော်ရပါလိုကုန်၏ဤသို့ပြုစုရသောကောင်းမှုကုသိုလ်တို့၏အဖို့ဘာကကို အထူးအားဖြင့်လွန်ခဲ့သောမြင့်များကဘဝတသွန်းကွယ်လွန်လေပြီးသော အနန္တကျေးဇူးရှင်ဖခင်ကြီးဥတ္တမောင်မြတ်အားအထူးအားဖြင့်အမြအမြပေးဝေကြပါကုန်၏အမြအမြပေးဝေကြပါကုန်၏အမြအမြပေးဝေကြပါကုန်၏အနန္တကျေးဇူးရှင်ဖခင်ကြီးဥတ္တမောင်မြတ်သည်ဖြစ်စေကြဘုရားက မိမိကိုယ်တိုင်ရှားသိ၍ဖြစ်စေနတ်တို့ဤတဆင့်စကားပြောကြသောအဖြစ်ရှားသိ၍ဖြစ်စေငါဤကြံရစ်ခဲ့ကြသောဒီဆွေမျိုးသာသမီသာသမီတို့ကငါအားယေရှု၍ကုသိုလ်ကောင်းမှုကို ပြုလုပ်၍အမြအတန်းပေးဝေ၏ဟုကြားသိ၍ဝမ်းမြောက်မှုမောသာဓုသာဓုဟု၍ခေါ်ဆိုနိုင်ပါစေသာဓုသာဓုဟု၍ခေါ်ဆိုနိုင်ပြီသောခဏ၌လူ၌ဖြစ်သောစည်းစိမ်ချမ်းသာနတ်၌ဖြစ်သောစည်းစိမ်ချမ်းသာကို ရရှိ ခံစားနိုင်ပါစေတည်းထိုမှတ်တပါသန္တရာဆက်ဆက်ကဆွေမျိုးတော်ဆက်ခဲ့ဘူးသောဆွေမျိုးပြိတ္တာပေါင်းတို့အားလဲအမြအမြပေးဝေကြပါကုန်၏ထိုမှတ်တပါယခုဘဝရှိဘဝကတော်ဆက်ခဲ့ဘူးသောမိဘဘိုးဘွားဆရာသမားဆွေမျိုးမိသင်္ဂဟ အပေါင်းတို့အား၎င်းကုဇောင်းနတ်များကျောင်းဆောင်နတ်များအိမ်ဆောင်နတ်များသာနာတော်ဆောင်နတ်များလောကပါဠိနတ်များငရေသနင်းယမမင်းတရားမင်း31ဘုံကျင်လေကုန်သောသတ္တဝါပေါင်းတို့အားအမြအမြပေးဝေကြပါကုန်၏သတ္တဝါအလုံးတို့သည်ဖျားပြေတော်တို့နှင့်ထတ်တူထမ်းမြတ် ဤကောင်းမှုကုသိုလ်တို့ဤအဖို့ပါကကို အမြရာကြကုန်သည် ဖြစ်၍ကိုစိတ်နှဖျားကျင်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်တည်းအလုံးကြာကြာသမျှအမြကုသိုလ်များအမြရည်ရမှုကြပါကုန်သောသာဓုသာဓုသာဓု အာလုံးကြာကြာသမြာကုသိုလ်အမြအမြအမြယူရောမူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမြာကုသိုလ်အမြအမြယူရောမူကြပါကုန်သောသာဓုသာဓုသာဓု